အလုံးမဲမင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်ဤမြန်မာအပေါ်စိတ်ဝင်စားမှုမြင့်တက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မင်းအောင်လိုက်သည်မြန်မာအစိုးရအဆက်ဆက်ကျင့်သုံးလာခဲ့သောဗမာလိုက်နိုင်ငံခြားရေးမှုကိုဂယုမဆိုင်နိုင်တော့ပဲ၎င်း၏အာဏာဆက်၍စုပ်ကိုင်ထားနိုင်ရေးအတွက်တရုတ်နှင့်ရုရှားတို့အားသွား၍ပူးပေါင်းတပည့်ခံနေသည့်အဖြစ်ကိုတနေ့တခြားတွေ့မြင်လာနေရသည်။ ရှက်ခုလည်းဝင်ကြီးချုပ်အဆင့်သို့မဟုတ်ကလည်းညွန်ကြားရေးမှူးချုပ်အဆင့်သာတက်ရောက်တဲ့သည်နျူကလ িয়ার ဖိုရမ်သို့ကိုအဆင့်တန်းပင်ကိုမငှက်ကွက်ဖဲသွားရောက်ခဲ့သည်၎င်းကအနုတော်တွင်လူကြောလုံနေမည်သမရာမျိုးမဟုတ်လူရဝင်ကျင်နေသူဖြစ်သည်ကတကြောင်း၎င်းအားခြောက်ခံနေသူများအားရှိလာစေရန်တကြောင်းလုံနေခြင်းပင်ဖြစ်သည်ဘိုးနေဝင်ဘိုးတန်းရွှေတို့ဆိုကထိုးထိုးသောပွဲမျိုးတက်ကိုစိတ်ပင်ကူးကြမည်လူများမဟုတ်ဆိုသည်ကိုကြည့်မည်ဆိုက for against အမေပြောသလိုပင် stupid is a stupid death လို့သာသုံးသပ်၍ရပါမည်လူတယောက်၏အနှစ်သာရတကယ်တမ်းဘလို့လူလဲဆိုသည်ကို၎င်း၏လှုပ်ဆောင်ချက်တွေကနေတဆင်းမြင်နိုင်တယ်ဟုဆိုလိုရင်းပင်ဖြစ်သည်သို့သောအမေရိကန်ဘက်က ထို့သို့ယူဆမလာခင်မြန်မာသည်နျူကလ িয়ার လက်နက်များရရှိရန်စိတ်ဝင်တစားရှိလာနေပြီဆိုကရခင်အိုဘားမားလက်ထက်ကတပြားဟောင်းကြီးပြန်ဖွင့်လာခဲ့သည် မြန်မာပြည်မြောက်ကိုရီးယားမှလက်နက်များတင်သွင်းနေသည်ဟုပြောလာပြီးယနေ့မှပင်ပိတ်ဆို့အရေးယူမှုများထပ်လုပ်လာသည်။ထိုကြေညာချက်တွင်ထူးခြားလာသည်ကမြန်မာစစ်အုပ်စုသည်အရက်ဖက်အဆောက်အအုံများကိုလက်လွတ်စပယ်ပြစ်ခတ်တိုက်ခိုက်နေသည်ဟုပါရှိလာခြင်းပင်ဖြစ်သည်။ထို့သောတိုက်ခိုက်နိုင်အောင်အကူအညီပေးနေသည့်မြောက်ကိုရီးယားကုမ္ပဏီများနှင့်မြန်မာကုမ္ပဏီတစ်ခုအားတရားမဝင်ကုန်ရည်ကြီးတိစောက်နေသည်ဆိုကာပိတ်ဆို့ထမ်းခတ်လိုက်ကြောင်းအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနမှစက်တင်ဘာ25ရက်နေ့ရက်စွဲဖြင့်ကြေညာချက်ထုတ်ပြန်လာခဲ့သည်။ မြန်မာစစ်အုပ်စုမှလက်နက်များဝယ်ယူတင်သွင်းနေ၍မြောက်ကိုရီးယားအစိုးရ၏ဝင်ငွေရရှိရာရရှိကြောင်းကိုပိတ်ဆို့အရေးယူနိုင်ရန်အတွက်လည်းဖြစ်တည်ဟုဆိုသည်မြန်မာဘက်မှအရေးယူခံရသည့်ကုမ္ပဏီမှမြန်မာလေတဲ့အတွက်ဂျာမန်ဆက်သွယ်ဝယ်ယူပေးနေသည့်တော်ဝင်ရှင်းလက်ကုမ္ပဏီနှင့်တာဝန်ရှိသူများဖြစ်သောကျော်သူမျိုးမြင့်တင်မျိုးအောင်နှင့်အောင်ကိုကိုဦးတို့ပါဝင်နေသည်မြောက်ကိုရီးယားဘက်မှလက်နက်ကုန်သည်ပွဲစားလုပ်နေသည့် ပီကျင်းအခြေဆိုင်2210 General Bureau နှင့်တော်လန်ရေးအဖွဲ့အစည်းမှပုံကူများပါဝင်နေသည်။မြောက်ကိုရီးယား၏တရားမဝင်လက်နက်များရောင်းချနေသည့်လုပ်ငန်းများသည်မိမိတို့နိုင်ငံ၏မဟာမိတ်များအားတိုက်ရိုက်ချိန်ချောက်နေခြင်းဖြစ်သည်ဟုအကြမ်းဖက်ဝါဒတိုက်ဖျက်ရေးနှင့်ဗန္ဓာရေးဆိုင်ရာထောက်လန်ရေးဌာနလက်ထောက်ဝန်ကြီး John Harley ကထုတ်ပေါ်ပြောဆိုခဲ့သည်။ယခုလိုဖိတ်ဆိုခဲ့မှုသည်အမေရိကန်ဗန္ဓာရေးဝန်ကြီးဌာနမှ သမရညွန်ကြားချက်အမိန်1368 1399နဲ့143314ကိုအကောင့်ထဲဖော်ခြင်းဖြစ်သည်ဟုလည်းပါရှိသည်။တခုတိကျသွားသည်ကတန်တမာလုံထုံးလုံဤအရာ၎င်းတို့ပေးပို့သောစာတစောင်ကြောင့်အာတက်တရော်ဖြစ်လာကပြည်သူငွေဒေါ်လာ3သန်းပုံအောလိုက်မှုသည်ဖဲတဲ့ရည်သွန်ဖြစ်သွားခဲ့ရခြင်းဖြစ်သည်။မေအောင်လိုက်သည်ယခုအခါမြန်မာနိုင်ငံသားအများစုလည်းမသိဘယ်မှာရှိမှန်းပင်မသိသည့်ကာဇက်စတန်နိုင်ငံသို့နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုကရုရှားခီးစင်အတွင်၎င်း၏အထူးလေယာဉ်ကြီးဖြင့်ဝင်ရောက်အုံမီဖြစ်သည်။ တဖက်တွင်အမေရိကန်တို့ဘင်္ဂလားဒေ့ရှ်ကိုအာရုံစိုက်လာမှုအားချက်မှန်အတည်ပြုပေးလိုက်သည်ကအမေရိကန်တပ်ဖွဲ့ဝင်၁၂၀စစ်တကောင်တို့စက်တင်ဘာ၁၀ရက်နေ့ကရောက်ရှိလာပြီးဟု Observer Reserve Foundation သုတေသနအဖွဲ့ကဖော်ပြလိုက်ခြင်းပင်ဖြစ်သည်။ ဖင်္ဂလားဒေ့ရှ်သည်၎င်းတို့လက်နက်ကင်တန်များခင်မီဖွံ့ဖြိုးတိုးတက်ရေးတွင်အပေါ်စာတရုတ်စစ်လက်နက်ပစ္စည်းများနှင့်တင်းကျပ်နေ၍မဖြစ်တော့ဟုဆိုကာဝါရှင်တန်နှင့်ဆက်သွယ်လာခြင်းလည်းဖြစ်သည်အထူးသဖြင့်မြန်မာနှင့်အိန္ဒိယဘက်ကျန်တွင်လက်နက်ကင်ပြိပခါများအရှိန်မြင့်လာနေ၍၎င်းတို့ဘက်သို့ကူးစက်လာမည်အရေးမြန်မာစစ်သားများထွက်ပြေးဝင်ရောက်လာမည်အရေးရိုဟင်ဂျာများထပ်မံဝင်ရောက်လာမည်အရေးများအတွက်စိုးရိမ်မကင်ဖြစ်လာနေ၍ဟုလည်းတုံ့သက်ထားသည်2018နှင့်2025ဇွန်လအတွင်းတရုတ်လုံ KHW နှင့် ိုက်လေယာဉ်များပြတ်ကျခဲ့မှုနှင့် F7BGI အသီးသီးပြတ်ကျသွားခဲ့သည် F7BGI သည်စာတင်ကြောင်းအပေါ်ပြတ်ကျခဲ့မှုကြောင့်ကျောင်းသားအယောက်20တေဆုံးပြီး200ခန့်ထဏ်ရာရရှိသွားခဲ့သည်တင်ကာတုံလက်နက်ခဲရများရေဒါများသည်လည်းအရေးအသွေးမပြည့်မီသည့်အပြင်ရောင်းချပြီးပြင်ဆင်စရာရှိသည့်များတွင်လည်း ညံ့ဖျင်းသည့်အတွက်ဘင်္ဂလားဒေ့ရှ်စစ်တပ်သည်တရုတ်လက်နက်များအပေါ်အယုံကြည်မရှိဖြစ်လာနေသည်ဟုဆိုသည်အထူးသဖြင့်မြန်မာဘက်ကတွင်မတည်ငြိမ်မှုများတိုး၍ဖြစ်ပေါ်လာခြင်းကြောင့်တရုတ်လက်နက်များနှင့်တင်းကျိန်နေ၍မဖြစ်တော့ဟုယူဆလာကြခြင်းလည်းဖြစ်သည်ဘင်္ဂလားဒေ့ရှ်ဘက်မှအမေရိကန်နှင့်စစ်ရေးပူးပေါင်းလာမှုသည်နိုင်ငံ၏အနာဂတ်လာရကိုသာမကဘင်္ဂလားပင်လယ်အော်၏မဟာဗျူဟာအခင်းချင်းကိုပါပုံပေါ်လာစေမည်ဖြစ်သည်ဟုအဆိုပါသူတေသည့်အဖွဲ့ကြီးကရှင်းတာထားသည်ပြည်သူတို့၏တရားတော်စစ်မုတ်ချအောင်ရမည် ကျမရဲ့တင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်